နိုင်ငံတကာမြမတည်တင်အဖွဲ့ BNI ကကြီးမှုကျင်းပတဲ့၉ကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံကိုမြန်မာနိုင်ငံပြည်ပတနေရာမှာကျင်းပခဲ့ပါတယ်။ကိုပီတာကတည်တင်ပေးပို့ထားပါတယ်။အချက်သေးအောင်မှလွတ်လပ်သောမီဒီယာများအသက်ရှင်ရပ်တည်နေမှု Independent Media Surviving Under Crisis ကောင်းစနဲ့မီလာ9ရက်နေ့ကနေ9ရက်နေ့အထိကျင်းပခဲ့တဲ့အဲ့ဒီညီလာခံမှာလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကြားကနေမီဒီယာလုပ်ငန်းတွေဆက်လက်ရပ်တည်နိုင်ရေး နီလန်းတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။ ဆိုတော့ဒီနှစ်မှာကျမတို့ကနိုင်ငံရေးလူမှုရေးစီးပွားရေးအာဖက်ဖက်ကနေပြီးတော့မှစက်တဲမှုတွေဖြစ်လာတယ်တစ်ဖက်မှာလည်းပဲကျမတို့မှာဒီစစ်ပွဲတွေကလည်းပုံမှုပြီးတော့မှပြင်းထန်လာတဲ့အနေအထားပေါ့နော်ပြီးရင်ဒီလူမှုတွေကလည်းပိုဒုက္ခရောက်လာတယ်ဒီလိုမျိုးခြေနေအောက်မှာပဲမီဒီယာတွေကလည်းပဲသတင်းတွေဆက်ပြီးတော့ရေးသားနိုင်ဖို့အတွက်ကိုလှုပ်ဆောင်တဲ့ချိန်မှာပဲဒီဟိုဟာငွေကြေးပိုင်းဆိုင်ပတ်ပုံမှုတွေကလည်းပြတ်တောက်လာတယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်အကျက်တဲ့ဘောင်းဆိုတပြိုင်တည်းဝင်တဲ့အနေအထားမှာကျမတို့မီဒီယာတွေကဆက်လက်ရှင်သန်မယ်ဆက်လက်ပြီးတော့မှသတင်းမှန်တွေ ဖော်ထုတ်မယ်ပြီးတော့ပြည်သူလူထုတွေရဲ့အသံတွေကိုဖော်ထုတ်သွားမယ်ဆိုတဲ့အပိုင်းမျိုးကိုဒီအချက်တဲကြားကဘယ်လိုတွေလုပ်လို့ရမလဲဆိုတာကိုကျမတို့အားလုံးကဝိုင်းဝန်းအဖြစ်ရှာတဲ့သဘောနဲ့ဒီတစ်နှစ်မှာတော့ဒီကောင်းစဉ်လေးကိုကျမတို့ရွေးချယ်လိုက်တာပဲဖြစ်တယ်ပေါ့ဒီလခံမလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေကြောင့်သတင်းမီဒီယာသမားတွေနဲ့မီဒီယာတွေအပေါ်ချင်းချောက်မှုတွေရှိနေပြီးအထူးသဖြင့်ငွေကြေးမလုံလောက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ချင်းချောက်မှုတွေဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအယူကူပါထိခိုက်စေနိုင်တယ်လို့ ပြန်နိုင်ကပြောပါတယ်။ကဲရေသူတို့ဒါသတင်းဆက်မထုတ်နိုင်တော့ဘူးဆိုရင်အပြည်သူလူထုတွေကဒါသတင်းအမှန်မရတော့ဘူးဆိုလို့ရှိရင်ကျမတို့နိုင်ငံရဲ့တကယ်အာနိုင်ငံရေးအပြည့်ပြင်ပြောင်းလဲမှုကဟိုတကယ်ပြည်သူလူထုတွေအားလုံးရဲ့ဟိုဘယ်လိုကောင်းလဲဒီအကျိုးစီးပွားကိုရှေ့ရှုတဲ့ပြောင်းလဲမှုတစ်ခုဖြစ်နိုင်ပါတော့မလားဆိုတော့စိတ်ပူချက်တွေရှိတယ်။အဲ့ဒါကလည်းပြောမဆိုရင်တော့ဒါမြန်မာနိုင်ငံရေးအရေးတစ်ခုအတွက်ချင်းချောက်မှုတစ်ခုလို့လည်းပြောလို့ရတယ်ဗောလေနော်။ဒါပြင်အခုလိုချင်းချောက်မှုနဲ့အကြအသေးကာလမှာ မီဒီယာဥပဒေတွေကိုလက်ရှိနဲ့အနာဂတ်မှာဖြစ်ပေါ်လာမယ်။ Federal Democracy စနစ်နဲ့အညီပြင်ဆင်ပြည့်စွံ့နိုင်ဖို့လည်းဆွေးနွေးခဲ့ကြပါတယ်။ဒီဥပဒေတွေအကောင်လုံးကဘ ਹੁ ဝါနေပြီးတော့ဘ ਹੁ ပြုထားတဲ့ဘ ਹੁ ဦးစားပေးပြီးတော့လုပ်ထားတဲ့အဲရေးဆွဲထားတဲ့ဥပဒေတွေဖြစ်တယ်။နောက်တစ်ခါလဲသူကများသောအားဖြင့်မီဒီယာကိုလွတ်လပ်ဖွံ့ဖြိုးဖို့ဆိုတာနဲ့မီဒီယာကိုထိန်းချုပ်ဖို့ပုံသဘောတက်ရောက်အဲ့တော့တကယ်လို့များဟိုဖက်ဒရယ်ယူနစ်တွေဖြစ်လာရင်ဘယ်လိုမျိုး အောက်ခြေရနေပြောအခုတော့ bottom up federalism ကိုပြောသလိုပါပဲအောက်ခြေရနေအပေါ်ကိုပြန်သွားမဲ့မီဒီယာဥပဒေတွေဖြစ်တဲ့လေသူတပြင်းတော့တိုင်းသားလူမျိုးဒေသတွေကိုဘလို့အကျိုးရှိတဲ့မီဒီယာဥပဒေတွေဖြစ်တဲ့လေဆိုတာကိုအဓိကဥစားပေးဆွေးနွေးကြတာပါဗျာညီလာခံရဲ့ဆွေးနွေးပွဲရလအနေနဲ့အ희သွေးမြန်မာနဲ့တရင်ထုတ်လုပ်မှုတွေကနေတဆင်စာဖတ်ပရိသတ်တွေနဲ့ခိုင်မာစွာချိတ်ဆက်နိုင်ရေးအပြင်လူမှုကွန်ရက်တွေကနေတဆင်ဝင်ငွေရှာနိုင်ဖို့နည်းလမ်းတွေကိုရရှိခဲ့ကြတယ်လို့ဆိုပါရဲ့ အခုနေ့ကျေပပြုလုပ်တဲ့တိုင်းရင်းမီဒီယာညီလာခံကိုပြည်တွင်းပြပအခြေဆိုင်မီဒီယာ48ဖွဲ့အလူရှင်တွေအရက်ဖက်အဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့တွေကကိုယ်စားလှယ်ရောက်130ကျော်တက်ရောက်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ရှစ်ကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံကိုလည်းထိုင်းနယ်စပ်တနေရာမှာပြုလုပ်ခဲ့ကြပြီးဖက်ဒရယ်မြန်မာနိုင်ငံတို့ရှေ့ရှုသောမီဒီယာဆိုတဲ့ကောက်စင်နဲ့ကျင်းပခဲ့ကြပါတယ်။